ော်ကြီးပါလေအခုရာဇီကံကားတွေစူပါချင်းပါတယ်မဟာကရင်ဘွားကြီးတွေကတ်တယ်ဟုတ်လားပြက်လုံးတွေကတော့အများတန်းလိုက်စားနေရတာသူများပြက်လဲပြက်လုံးတွေကိုလည်းကိုကဟိုလေ့လာနေရတယ်ပြီးတော့ကိုကိုတိုင်လည်းကိုလှည့်ကြရင်လည်းကိုဘာပြက်လုံးတွေပြက်မလဲဆိုတာလည်းကိုပြန်ချိန်ရတာပေါ့ရှေ့ရပြက်လုံးနဲ့အခုကိုလုံးမဲ့ဟာနဲ့ချိန်ပြီးတော့မော်တဘိုင်းပြန်လုပ်ရတဲ့ဟာလည်းရှိတယ်ကိုအစ်စ်တီထွင်ရတဲ့ပြက်လုံးလည်းရှိတာပေါ့နော်ဟိုရင်ချင်းမှုကိုကျွန်တော်တို့ကတော့ဒီတတ်နိုင်ဆုံးတော့ထိမ့်သိမ့်တယ်အချို့ပြက်လုံးတွေမှာလည်းကျန်းသွားတဲ့ပြက်လုံးတွေရှိပါတယ် ဒါကျွန်တော်တို့ဝန်ခံပါတယ်ချေပါတော့ဒါပေမဲ့တတ်နိုင်ဆုံးတော့ဟိုသတိထားပြီးတော့ဒီဝစားစင်ရမှုကအစပေါ့เนาะအဲ့လိုလေးတွေဟိုရင်ချင်းချင်းဖြစ်အောင်လို့တော့ဟိုစူးစမ်းစူးစမ်းပါတယ်အဲ့လိုတော့စူးစမ်းပါတယ်ဘာမဲ့ဆိုတော့ကိုဒီအမှုပညာကလောက်ခွင့်ရတုံးလေးအရွယ်ရှိတုံးလေးပေါ့ကိုဒီတဲ့အရွယ်ရောက်သွားရင်တော့လုပ်လို့ကံလို့မလွယ်တော့ဘူးလေဒါကြောင့်ကိုအရွယ်ရှိတုံးမှာ ချမ်းမအောင်လို့အဓိကနံပါတ်1ရူးဆက်ရတာပေါ့လေအရင်လိုပဲလေဘယ် session နဲ့တော့ရော့ပါသေးတယ်အခုက16နဲ့ပြန်လာစကားနာမည်လွမ်းပရစီမမဝေကျွန်တော်တို့အလွမ်းမပိုင်ပါဘူးဒီလိုပဲလူရှင်တော်ဆိုတော့ကျွန်တော်တို့ဟာသမှုပဲရှိတာဟုတ်ဒီတကယ် drama မှုကြတော့ကျွန်တော်တို့ကတော်တော်လေးကိုကျွန်တော်တို့ကအားထုတ်ရတယ်တော်တော်လေးကိုကျွန်တော်တို့အားထုတ်ပြီးစ조사ပြင်ဆင်ရတာဒါပေမဲ့ဒီဇလန်းနဲ့အံဝင်အောင်ကန့်ညီအောင်တော့조사ပြီးတော့သေုပ်ဆောင်ပါပါဒီအမှုပညာလို့ဆိုတာကလည်း ဟိုအဓိကကျမ်းမာရေးကောင်းနေမှာအနုပညာအလုပ်ကအဆင်ပြေတာကျမ်းမာရေးမကောင်းရင်အဆင်မပြေဘူးအဓိကအုံနောက်ပေါ့မိတတ်မိတတ်တဲ့လူကဒီအနုပညာလောက်ရတာအဆင်မပြေဘူးဥပမာဒီအသက်ကြီးလာရင်တော့အုံနောက်ကတော့အနည်းဆုံးအုံနောက်ကတော့သူကသူကဆင်းလာမှာပဲသူကထိလာမှာပဲသူကလေးလာမှာပဲအုံနောက်မှညာအားလေးလာပြီဆိုလို့ဆိုလို့ရှိရင်ဒီပိသက်ကိုတင်ပြရတာအဆင်မပြေတော့ဒါမှမဟုတ်ဘလို့ပဲဖြစ်ဖြစ်ပါဟိုပိသက်အတွက်ကတော့အများအားကြိုးတော့ကြိုးစားနေမှာပါပဲဒါမှမဟုတ်အဲ့ဒီအချိန်ခါကိုလည်း ိုစဉ်းတော့မစဉ်းစားထားပါဘူးအဲလှုပ်လို့ရတဲ့အချိန်ထိတော့ဟိုနဲ့စူးစမ်းပြီးတော့လှုပ်ဆောင်သွားမှာအမှုပညာပါမယုံရင်လည်းသွားနေတာမဟုတ်ဘူးမယုံရင်နိမ့်နေဆန်လေးမေးကြည့်ပြောအခုကျွန်တော်မင်းကအာပြဿနာရှာနေတယ်ဟုတ်မယုံရင်လည်းသွားတာကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံကယဉ်ကျေးတဲ့နိုင်ငံဖြစ်တယ်လေယဉ်ကျေးတဲ့နိုင်ငံဖြစ်တယ်ဗုဒ္ဓဘာသာအများစုအဲကျွန်တော်လည်းဗုဒ္ဓဘာသာပဲလေအဲ့တော့ဟိုယဉ်ကျေးမှုကိုကျွန်တော်တို့ကတော့ဒီတတ်နိုင်ဆုံးတော့ထိမ့်သိမ့်တယ် အချို့ပြက်လုံးတွေမှာလည်းကျန်းသွားတဲ့ပြက်လုံးတွေရှိပါတယ်ဒါကျွန်တော်တို့ဝန်ခံပါတယ်ကျေပါတော့ဒါပေမဲ့တတ်နိုင်ဆုံးတော့ဟိုသတိထားပြီးတော့ဒီဝစားစင်ရမှုကအစပေါ့နော်အဲ့လိုလေးတွေဟိုရင်ချင်းချင်းဖြစ်အောင်လို့တော့ဟိုစူးစမ်းစူးစမ်းပါတယ်အဲ့လိုတော့စူးစမ်းပါတယ်ဒါဘာဖြစ်လဲဒါကိုယ့်ရဲ့ခံယူချက်ပေါ့လေဒါပေမဲ့အမှန်တော့အဲ့လိုလေးတွေဖြစ်ရင်တော့လည်းပိုကောင်းတာပေါ့နော်အချို့တူမတက်တာတဲ့ဆိုတော့သဘောတူကလမ်းပြမ်းမဲ့ဥစားကျတော့လမ်းပြန်တာပေါ့ဟုတ်တယ်မလားအဲဒါမို့လေလောက်တာဒါမို့လေလောက်ရတာပေါ့ ဟုတ်တယ်မလားအဲ့ဒါကြတော့တမျိုးပေါ့မချီပါနဲ့ကိုကျတော့ဘာကြီးလာမပြောနေပါကြီးငါမကြောက်စေတိုင်းနဲ့ခေါက်ခေါက်ခေါက်ဒါပေမဲ့အခုခေတ်လူငယ်တွေကလည်းတို့လူငယ်တွေဒီဇိုင်းနဲ့တို့ဘာနဲ့တို့ဟာလာခင်မအောင်တို့လည်းတင်ဆက်ကြတာပါပဲဒါပေမဲ့တချို့ဟာဒီမှာလည်းကိုကိုကိုတွေတော့မှမပြောစရာမလိုပါဘူးပြိတ္တတွေကအဲ့တော့အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်နည်းနည်းလေးရိုင်းနေနည်းနည်းလေးလုပ်ပေးပါဦး အဲ့လိုလေဝေဖန်တာမျိုးလေးရှိတယ်လေရှိတော့လဲပြန်ပြီးတော့ကိုလည်းပြုတ်ပြန်ရတာပေါ့ပြက်လုံးတွေကတော့အများတန်းလိုက်စားနေရတာသူများပြက်လဲပြက်လုံးတွေကိုလည်းကိုကဟိုလေ့လာနေရတယ်ပြီးတော့ကိုကိုယ်တိုင်လည်းကိုလှည့်ကြရင်လည်းကိုဘာပြက်လုံးတွေပြက်မလဲဆိုတာလည်းကိုပြန်ချိန်ရတာပေါ့ရှေ့ရပြက်လုံးနဲ့အခုကိုလုံးမဲ့ဟာနဲ့ချိန်ပြီးတော့မော်တဖိုင်းပြန်လုပ်ရတဲ့ဟာလည်းရှိတယ်ကိုအစ်စ်တီထွင်ရတဲ့ပြက်လုံးလည်းရှိတာပေါ့နော်ကဲပြည်သက်ကြီးအဓိကကတော့ ကျွန်တော်တို့အားပေးနေတဲ့ပြည်သူတွေပြည်သက်တွေကျမ်းမာနေဖို့လုပ်ငန်းကံကနေပြန်လည်ထူထောင်ပြီးတော့အဆင်ပြေနိုင်ဖို့ပဲအများအားကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်လည်းပြည်သက်ကြီးအတွက်ကျမ်းကျမ်းမာမာနဲ့အကောင်းဆုံးဥပညာတွေတင်ဆက်ဖို့တည်းကျွန်တော်အများအားကြိုးစားနေပါတယ်အခုဆိုရင်လွမ်းပရစီမမဝေးတဲ့အဲဒါမှတတ်မောင်းတဲ့နော်အားပေးကြအောင်နော်